အားလုံးပဲမင်္ဂလာပါဗျကျွန်တော်မွေးနေ့မတရားဗီဒီယိုလေးတွေကဒီတပုတ်ကိုလည်းကျွန်တော်ပြောပေးချင်တာနဲ့ပြောပေးတာဖြစ်တယ်အခုပြောပေးချင်တာကျွန်တော်တို့မှာဗျာအားသာချက်အားနည်းချက်လေးတွေရှိတယ်အားဒီအားသာချက်အားနည်းချက်လေးတွေကိုကင်ပြီးတော့လောက်ကင်နိုင်တယ်ဆိုရင်ဘဝမှာပို့ပြီးတော့အောင်မြင်မှုတွေရတတ်တယ်အားဒီအားသာချက်အားနည်းချက်တွေကိုကျွန်တော်သိထားရင်အဆင်ပြေတယ်နေ့တိုင်းတည်တည်အတွက်အားသာချက်အားနည်းချက်တွေကလူတိုင်းမှာပါတယ်အဲ့ဒါပုံသေးနည်းနည်းဆန့်တယ်ဒါမဲ့ မှန်တယ်ဗျ။ပုံတင်ပြီးတော့ဆန်တယ်မှန်တယ်။အဲ့တော့ဘယ်အားသာချက်အားနေချက်လဲပေါ့။တင်းငုံနေတင်းငုံတွေသားမီးတွေရဲ့အားနေချက်ကဆက်နေပါ။တင်းငုံတွေသားမီးတွေရဲ့အားသာချက်ကတင်းနေလာပါ။ဒါကြောင့်ပဲတင်းငုံတွေသားမီးတွေဖြစ်တယ်ဆိုရင်အရန်ကြီးမျက်နှာကြီးကိုတီတက်နေတာမျိုးတွေကိုကျွန်တော်တို့မကြိုက်ပါဘူး။အရန်ကြီးမျက်နှာတီနေတာတုံမုံနေတာမျိုး အပြစ်ရှာနေတာမျိုးဖြစ်နေခဲ့တယ်ဆိုရင်တင်းဦးတွေသားမီးတွေအတွက်ဘဝမှာအားနည်းချက်တွေကိုပို့ပြီးပုံဖော်မိတယ်လို့ဖြစ်တတ်တယ်။အားသာချက်တွေဖြစ်တဲ့ပျော်ပျော်ရွှင်ရွှင်နေတာတသားတည်းဖြစ်အောင်နေတာအားလုံးနဲ့တပြေးညီဖြစ်တာအဲ့တော့ကျွန်တော်တို့ကတနည်းလားအားသာချက်အဲ့တော့ကျွန်တော်တို့ရေချင်းဆိုတာကြားဦးလိမ့်မယ် level တိုက်တဲ့နေရာမှာသုံးတယ်ပေါ့ level ဘယ်လောက်ရှိလဲရေချင်းလေးနဲ့ချညီနော်အဲ့တော့ level တိုက်တယ်ပေါ့ရေချင်းပေါ့အဲ့ဒါပဲအဲ့ဒါကိုပဲကျွန်တော်တို့ကဟို 180ဒီဂရီကိုကျွန်တော်ရေပြင်းကြီးငင်းဆိုပြီးတော့တတ်မှတ်ထားတာရှိတယ်ကြားပုတ်လိုက်မယ်အဲ့ဒါကြောင့်ပဲတင်းငုံတွေသားမိတွေကအမြဲတမ်းအားလုံးနဲ့တသားတဲ့ဆိုတဲ့ပုံစံမျိုးနဲ့တိဆောက်မယ်ဆိုရင်လုပ်ငန်းတွေမိသားစုရေးရာတွေအပေါင်းအသင်းကဏ္ဍတွေမှာအောင်မြင်တယ်အဲ့တော့မိသားစုထဲမှာဆိုလဲငါတို့ကမိသားစုဝင်တွေအကုန်လုံးတသားတဲ့ပဲဘယ်သူမှပိုတာတယ်ဘယ်သူမှပိုနာတယ်မရှိဘူးတကယ်ရင်ချင်းချင်းမှာလဲငါမင်းတို့ထက်ပိုတော်တယ်ပိုဝင်ဝင်များတယ်ပိုပြီးတော့ငါမှအင်ကန်းတွေရှိတယ်ဆိုပြီးတော့ ဲ့ဒီပုံစံမျိုးဆက်ဆံလို့မရဘူးတင်းတင်းကြပ်ကြပ်သားမီဒီယာပြီးလုံငန်းခွင့်မှာလည်းအဲ့လိုပဲဆက်တူလို့ပဲဖြစ်ရှယ်ယာလို့ပဲဖြစ်လို့ဖော်ကင်ဘတ်တွေနဲ့ပဲဖြစ်ဖြစ်တသားတည်းဖြစ်နေတာကပို့ပြီးတော့ကာကာရှက်တွက်ကောင်းတယ်ဒါကြောင့်တင်းတင်းကြပ်သားမီဒီယာအောင်မြင်နေတယ်ဆိုအားလုံးနဲ့တသားတည်းဖြစ်တဲ့နေထိုင်မှုပုံစံမျိုးကိုပြောင်းလဲနေထိုင်မယ်ပျော်ပျော်ရွှင်ရွှင်နဲ့သွားရအောင်လာရအောင်စားအောင်ဆိုတဲ့နော်အားလုံးကိုတတမှတ်တဲ့ဆက်ဆံတဲ့ဆက်ဆံရေးမျိုးဖားနိုင်နေဆိုရင်တင်းတင်းကြပ်သားမီဒီယာအောင်မြင်တယ်ညူဆူတာတွေအပြစ်တင်တာတွေမျက်နှာကြီးတုံမုံနေတာတွေ မျက်နှာကြည့်လိုက်ရင်ဟိုဘယ်လိုပြောမလဲဆိုတော့ဒေါသမျက်နှာဖြစ်နေတယ်ဆိုတော့တကယ်တော့မီဒီယာမအောင်မြင်ဘူးတနင်္လာရီသွားတနင်္လာရီသားမီးတွေအတွက်အာတာချက်ကအင်ငါပါနော်တင်းလာသားမီးတွေအားနေချက်ကတင်းနေကုန်နေပါအဲ့တော့တင်းလာသားမီးတွေရဲ့အာတာချက်ကအင်ငါဖြစ်တဲ့အတွက်ကျွန်တော်တို့ကဟိုတင်းလာသားမီးဖြစ်တယ်ဆိုရင်တက်နိုင်လောက်အာရုံစူးစိုက်မှုကိုအားထည့်ထားဖို့လိုပါတယ်အဲ့တော့ဘယ်အလုပ်ကိုမဆို focus မရဘူးပေါ့တင်းလာသားမီးတွေက ိုမျက်စိလည်းမမြအောင်ပြောရရင် ADHD ဖြစ်နေတဲ့လူတွေလို့ဖြစ်နေအတခုခုကိုတို့ attention မလုံးနိုင်ဘူး attention နဲ့ပတ်သက်ပြီးတို့အားနည်းနေတယ်တဲလာသားမီးတွေရဲ့ဇယိုက်လက္ခဏာကလည်းအဲ့ဒီတက်လာရှိတယ်အဲ့တော့တခုခုကိုတို့အာရုံစရတာခက်ခဲတယ်ရင်ရှည်လောက်ကမှကြောက်တယ်ရှင်းပြောရရင်အဋိဌံဇွဲနော် ကြီးကျယ်ပြောရရင်ပါရမီတွေမှာဆိုအဋိဌာပါရမီဆွဲဆွဲမြဲမြဲငါဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ကမြမလို့ပြန်မယ်ဆိုရင်ဇွဲအဲ့လိုဟာမျိုးရှိနေတယ်ဆိုရင်အင်္ဂါသားသမီး sorry တနင်္လာသားသမီးတွေကအင်္ဂါဂျိုဟန်တယ်လုပ်ပြီးအောင်မြင်နိုင်တဲ့လူတွေဖြစ်တယ်။ဒါကြောင့်ပဲတနင်္လာဖြစ်ဇွဲရှိပါအာယုံစိုက်ထားပါနောက်ဝတင်းလာသားသမီးတွေအဓိကတော့တင်းလာသားသမီးတွေရဲ့မိဘတွေကိုပြောချင်တာတော့တနင်္လာ အားနည်းစေတာတနင်းကုန်နေတနင်းကုန်နေဆိုတာအကြီးအကဲမိဘအဖေနော်အုတ်ထင်းသူအဲ့တော့တနင်းလာသားသမီးဖြစ်တယ်ဆိုရင် အရန်ကြီးအဲ့ဒီအုတ်ထင်းသူတွေကိုအားကိုလုံးအားကြီးရင်အစွမ်းစရောက်သွားတယ်ဘာလို့တနင်းကုန်နေကခိုက်နေရောဒါကြောင့်ဟာငါငါသားလေးတူသေးတော်သားလေးတင်းလာသားလေးကိုဖူးဖူးမှုတ်ထားတယ်ဘာမှမခိုက်အောင်ငါသာကြည့်လိုက်ဘာမှမပြောရဘူးလို့ဥမာဖေတို့အမွေအိမ်လဲရှိတယ်ငါသာအေးဆေးပဲအဲ့လိုပြောပါများလေလေ အားကိုးခြင်းစိတ်များလာပြီးတော့ဟောငါမလုပ်လည်းဖြစ်တာပဲဖေလုံးပါတော့ငါမလုပ်လည်းဖြစ်တာပဲငါ့ကိုကြားလုံးပါတော့ငါမလုပ်လည်းဖြစ်တာပဲငါမိမလုပ်ပါတော့ငါမလုပ်လည်းရှိဖြစ်တာပဲငါ့ကိုကြီးတစ်ခုလုံးကလုပ်ငန်းကြီးလုပ်နေတာစားတဲ့ဖြစ်ဖြစ်သွားတတ်တယ်ဒါကြောင့်ပဲတနင်္လာသားသမီးတွေရဲ့အားနေချက်ကအားကိုးရှိနေလို့မရဘူးအားကိုးရှာနေရင်ဘဝမှာမအောင်မြင်ဘူးအားကိုးလို့ရောက်တဲ့ပမာဏမျိုးတိနေတယ်ဆိုရင်လည်းအားနေသွားတယ်နော်နောက်အင်္ဂါသားသမီးတွေအင်္ဂါသားသမီးတွေရဲ့ အားနေချက် အားတာချက်ကပါလဲပေါ့နော်အင်္ဂါသားမီးတွေရဲ့အားနေချက်ကတနေ့လာကြူအားနေတာပါဒါတော့အင်္ဂါသားမီးတွေကတကယ်စစ်မှန်လာပြီဆိုရင်တိတ်ပြီးအုပ်ရော်ရော်ကြောက်ရော်ရော်မနေတော့ဘူးဒါဆိုတနေ့လာပျော်ပျော်ရွှင်ရွှင်တသားလေးဖြစ်တဲ့ကြူအားနေသွားတာကျွန်တော်ပြောလို့ပဲဗျာတနေ့လာရေနဲ့တူတယ်လို့ပြောရလေအင်္ဂါသားမီးတွေတော့တနေ့လာကြူကခိုက်နေတယ်မကောင်းဘူးဖြစ်တဲ့အတွက်သူတို့ကရေနဲ့မတူအဲ့ရေဆိုတာဘာနဲ့ရော်ရော်လက်ခံတယ်ရေတွေကိုဘာပြစ်ထည့်ပြစ်ထည့်လက်ခံတယ်နော် ပြီးတော့ရေဟာအားလုံးအတွက်ဆိုရင်တိတဲ့အတိုင်းပဲကျွန်တော်တို့အသုံးတည့်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့သိကြတယ်အဲ့တော့တင်းနေကအားနေသွားတယ်အင်္ဂါသားမီးတွေကအားလုံးနဲ့တသားတယ်မဖြစ်ကြတော့အဲ့တော့အင်္ဂါသားမီးစစ်စစ်ဖြစ်သွားပြီဆိုရင်အပေါင်းတင်းနေသွားတယ်သူတို့နဲ့ဇယိုက်လက္ခဏာဝါသနာတူတဲ့လူကလွင်ကျန်တဲ့လူတွေကိုမပေါင်းကြည့်စေမရှိဘူးမဖြစ်မနေလုပ်ငန်းသဘောရပေါင်းရတယ်အပေါ်ရန်ဂျုံမေးထုခေါ်ပြောဒီလောက်ပဲ အဲ့တော့အင်္ဂါသားအမိစစ်စစ်တွေကတီးတန့်နေလို့သိရှိသွားတယ်အားလုံးကိုစိတ်ဝင်စားတော့သူတို့နဲ့ဆက်ဆံနေရတဲ့လူတွေကလူပုဂ္ဂိုလ်တွေမဟုတ်ဘဲနဲ့ဒါပေါ်တော့ YouTube video တွေလည်းဖြစ်ရင်ဖြစ်မယ်အခြား entertainment တွေလည်းဖြစ်ရင်ဖြစ်မယ်စာအုပ်တွေလည်းဖြစ်ရင်ဖြစ်မယ်အဲအားကစားတစ်ခုခုလည်းဖြစ်ရင်ဖြစ်မယ်သူတို့ရဲ့အပန်းဖြေရာကတတ်မဲ့ပစ္စည်းတွေအခြား entertainment တွေပေါ်မှာမှီခိုသွားပြီးတော့လူပုဂ္ဂိုလ်တွေပေါ်မှာအရန်ကြီးဒစိမ့်ဆန်သွားတာအဲ့ဒါကလည်းဘဝမှာအောင်မြင်မှုအားနည်းတယ်ဘာဖြစ်လို့အင်္ဂါသားအမိတွေကတီးတန့်နေသွားရင်လူတယောက်က network မရှိတော့ဘူး network မရှိရင်အောင်မြင်မှုအားနည်းတယ် အဲ့ဒါလေးတစ်ချက်သိစေချင်တယ်ပြီးတော့အင်္ဂါသားမိတွေဟာဆက်ဆံရေးဆိုတာတဲ့ဂျိတ်တွေကိုလုံးဝအလွတ်မခံပါနဲ့အင်္ဂါသားမိတွေရဲ့အာသာချက်ကဗုဒ္ဓဘူးကျိုးပါဗုဒ္ဓဘူးကျိုးဆိုတာစကားနဲ့အလုံးလောက်ရတဲ့အပိုင်းကျွန်တော်အရင်ဗီဒီယိုတွေမှာပြောခဲ့ပူတယ်စကားနဲ့အလုံးလောက်ရတဲ့အပိုင်းကိုကိုစားပြုသလိုဗုဒ္ဓဘူးကျိုးကလည်းကျွန်တော်တို့ကလင့်ချိတ်မိတာကိုပြောတာပါဒါကြောင့်ပဲလုပ်ငန်းတွေနဲ့ပတ်သက်ရင်တစ်ခုနဲ့တစ်ခုချိတ်ဆက်မိပြီးတော့ဟိုမပြိုလဲအောင် မရိုင်လဲအောင်ထိန်းထားနိုင်အင်္ဂါသားမိတွေအောင်မြင်တယ်နော်တယောက်တည်းရိုင်တော့မယ်ဆိုရင်ဘေးနားမှာအမီရှိတာပေါ့တပင်တပင်ကကျွန်တော်တို့တနေရာထဲမှာ ထားထားတယ်ဘေးနားမှာတီတီဆိုရင်အကြောင်းမို့ကြောင့်လေတိုက်ရင်လဲလဲသွားတယ်နော်အတောအုပ်ထဲမှာရှိနေတဲ့တပင်ဘေးနားမှာလေကာတွေရှိနေတယ်ဆိုရင်တော်ရုံမရိုင်လဲဘူးဒါကြောင့်အင်္ဂါသားမိတွေကအလုတ်လုတ်တဲ့အခါမှာအလုတ်တူနဲ့တခုကလင့်မိနေဖို့လိုတယ်နှစ်စီးပွားရေးနှစ်ခုပဲလို့လို့သုံးခုပဲလို့လို့လင့်မိနေဖို့လိုတယ်ပြီးရင်လုပ်ငန်းတွေနဲ့ပတ်သက်ဆက်နွယ်တဲ့ ဟိုဘယ်လိုပြောမလဲဆိုတော့ပိုင်ရဆိုင်ရမှာအရာရောက်တဲ့လူတွေနဲ့လည်းအချိန်ဆက်သိမိဖို့လိုတယ်။ဒါပေမဲ့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးကျွမ်းကျင်တဲ့သူတွေကိုကိုတေချာရှာနိုင်ဖို့လိုတယ်။ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးဒီလုပ်ငန်းကိုတကယ်ကိုပို့ပြီးတော့ grow ဖြစ်အောင်လုပ်ပေးနိုင်တဲ့ပညာရှင်တွေနဲ့ချိန်ဆက်ပြီးလုပ်ဖို့လိုတာ။တီးတက်ငါးဘာငါလုပ်မယ်။ဒါမရရင်ငါးဘာငါတင်မယ်။အဲ့လိုလိုက်လုံးနေတယ်ဆိုရင်အောင်မြင်မှုနောက်ကျတတ်တယ်။ဒါကြောင့်ကိုလုပ်ငန်းကြီးလာဖို့အတွက်လိုအပ်တဲ့ပညာရှင်တွေခေါ်မယ်။ နော်အချိတ်ဆက်မိမိနဲ့လုံနိုင်တဲ့လူတွေကိုနေရာပေးမယ်အဲ့လိုမျိုးလုံကျင်ဖို့အောင်မြင်တယ်လို့ပြောတာဘုဒ္ဓဘူသာမီးတွေဘုဒ္ဓဘူသာမီးတွေအတွက်အဓိကအားဖြင့်အာတာချက်ဖြစ်နေတဲ့ဂျိုဟာကြာသာပရိပါအဲ့တော့တင်ဟာဘုဒ္ဓဘူသာမီးတယောက်ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကပညာရှိဖို့လိုပါတယ်အဲ့တော့ပညာရှိတဲ့နေရာမှာတော့ကျွန်တော်တို့လက်တွေ့ကိုယ့်ရဲ့အသက်မွေးမှုပြုတဲ့နေရာမှာပြန်ပြီးအသုံးချလို့ရတဲ့ပညာဖြစ်ဖို့လိုတယ်နော်အเจ้าပညာကလည်းပြန်အသုံးချလို့ရတဲ့လူတွေရှိတယ် ါကတော့ဆရာဝန်တို့လို engineer တို့လို့ဒါအကြောင်းပညာကနေကိုလက်တွေမှာစီးပွားရေးအနေနဲ့ပြန်လှုပ်လို့ရတယ်ပညာတွေဒါအမို့လဲအကြောင်းပညာကတော့တာမန်ရိုးရိုးဘွဲရပဲရတယ်နော်အခြားအတတ်မွေးမှုပညာဒါကြောင့်ဗုဒ္ဓဘုရားမိဒီယာပညာကိုအသိပညာအတတ်ပညာနော်ဘဟုသစ္စံစာသိပ္ပံစာဝိညောစာဆိုအဲ့တော့ဟိုဟာတဲရလို့မင်္ဂလာတုတ်တဲရလို့နော်အဲ့တော့အသိပညာအများကြီးရှိဖို့လိုတယ်အဲ့ဒါကပဲဘဝမှာပို့ပြီးတော့အောင်မြင်သွားအောင်ဆွတ်တင်သွားလိမ့်မယ်လို့ပြောပါတယ် အဲ့ဗုဒ္ဓဘုရားမိတွေအားနေချက်ကအင်္ဂါဖြစ်နေတယ်။နော်ဗုဒ္ဓဘုရားမိအားနေချက်ဒါကြောင့်အင်္ဂါနဲ့ပတ်သက်ပြီးသူတို့ကအားနေချက်ရှိတယ်။အင်္ဂါဂျိုနဲ့ပတ်သက်ပြီးတော့ဂယုဆိုင်ရလိမ့်မယ်။အင်္ဂါဂျိုဆိုဗုဒ္ဓဘုရားမိတွေကတစ်ခါလေကြာရင်မတိုင်မင်မဲနဲ့ဇုတ်တရုပ်လုတ်တက်တယ်။မတိုင်မင်မူတယောက်ယောက်ကိုမတိုင်မင်ကိုကိုထင်းတဲ့မြင်ဇုတ်တရုပ်လုတ်တက်တဲ့အကျင့်ရှိတယ်။အဲ့လိုလုတ်လိုက်တဲ့အလုပ်တွေကဘဝမှာလွဲချော်မှုတွေမှားတယ် နော်ခုနိုင်ငံသားသွားရင်လည်းသွားဦးတဲ့လူတွေကဘယ်လိုသွားလဲငါတို့ဘယ်အေဂျင်စီနဲ့ချိတ်တော့ဘယ်လိုနီလန်းအနေနဲ့သွားလဲနော်နိုင်ငံကူးလက်မှတ်တွေကိုဘယ်လိုလုပ်တော့ဘယ်နေရာမှာဘယ်လိုလုပ်ရလဲအဲ့လိုဟာတွေတော်ရုံလိုက်မမေးပဲနဲ့ကိုထင်ရမြင်ရလိုင်းပေါ်တွေ့တဲ့လူတွေနဲ့သွားပြီးတော့သွားအပ်လိုက်တယ်ဟိုကြုံတဲ့တန်တန်းချောင်းသွားတက်လိုက်တယ်အဲ့လိုဟာနဲ့ဒစင်အချို့နေရာတွေမှာလွဲချော်မှုတွေဖြစ်တယ်ဒါကြောင့်ဗုဒ္ဓဘုရားသမီးဖြစ်ပြီဆိုရင်ကျွန်တော်တို့သိထားမှာကအချို့နေရာတွေမှာအခြေအဆက်မိမိနဲ့ လုပ်ငန်းနဲ့တည်တည်တဲ့လူတွေကိုအကြံဉာဏ်တောင်းပါဇွတ်တရုတ်လောက်တာမျိုးတဇွတ်ထိုးလောက်တာမျိုးကိုမှန်တယ်ထင်ဘာမှကြိုးမဆိုင်ပဲလောက်တာမျိုးဒါတွေကဘဝမှာလူမှုရေးကိစ္စပိုင်းရောဟိုဘဝအောင်မြင်ရေးကိစ္စပိုင်းမှာပါလွဲချော်နိုင်တာကိုကျွန်တော်တို့ကမိထားလို့မရဘူးဂျာရီသားမီးတွေဂျာရီသားမီးတွေအတွက်ဒိတ်သိသတိထားရမယ့်အချက်ကဘာလဲပေါ့အားနေချက်ကအဲ့တော့အဓိကအားနေချက်ကဂျာရီသားမီးတွေမှာမမိတို့အနေနဲ့မတွေးမိတဲ့ကိစ္စကဘာလဲပေါ့ မတွေးမိတဲ့ကိစ္စအဲ့ဒါကအလိန်ခံရတယ်မှာဂျာရီသားပြီးဖြစ်လာရင်ကိုကိုတိုင်ကအဲ့ဒီအလိန်ခံရမယ်လို့မထင်ဘူးဂျာရီသားမိတယ်ကဘာလို့ပညာရှိတဲ့လူတွေများတယ်အတွေးခေါ်ရှိတဲ့လူတွေများတယ်အဲဒါမှဂျာရီသားမိတွေအတွေးခေါ်မဲ့သွားပြီဆိုရင်လေသူများထပ်ပို့ပြီးတော့မဲ့သွားတယ်အုံနောက်မရှိဘူးအဲ့ဒီအုံနောက်မရှိတဲ့အချိန်အပိုင်းချားလေးမှာပဲသူတို့ဘဝကြီးကသူများတွေအကြီးအကျယ်အလိန်ခံရခြင်းကြောင့်ဘဝပြတ်သွားကြတာဖြစ်တယ် ြီးရင်သားသမီးဆူဆိုးမတဲ့နေရာမှာဂျာရီသားမီးတွေကအားနည်းတယ်လို့ဗေဒင်ပညာမှာပါတယ်။ဂျာရီသားမီးဖြစ်ရင်သားသမီးတွေကိုထိန်းချုပ်တဲ့အပိုင်းမှာလည်းအများကြီးတင့်နာဖို့လိုအပ်တယ်။ကလေးတွေနဲ့ပတ်သက်ပြီးငငယ်ဇင်ကာလာတွေနော်ကလေးမိကောင်ပေါအရွယ်တွေအသက်ကြီးလာရင်ဘယ်လိုဟန်တယ်လုပ်မလဲ။အဲ့တော့သားသမီးကြောင့်စိတ်ညစ်ရတဲ့အပိုင်းမှာဂျာရီသားမီးကပါတယ်လို့အချို့နေရာတွေမှာမထင်မှတ်ထားဘဲနဲ့ ဂျုံကျင်မှုကိုတယောက်ယောက်ကအလွဲသုံးစားလုပ်ပြီးအလင်ခံရတာတွေကလည်းဖြစ်တယ်လေ။ဒါကြောင့်အလင်မခံရအောင်သတိထားပါ။သားသမီးနဲ့ပတ်သက်ပြီးတော့ထိမ့်သိမ်းဆောက်ရှောက်တဲ့ပိုင်းမှာသတိထားပါလို့လည်းကျွန်တော်တို့ဒါလေးပြောလိုပါတယ်။နော်။နောက်ပြီးကျွန်တော်တို့ဘာပြောလိုသေးလဲပေါ့။ကြာရီးသားသမီးတွေရဲ့ကောင်းတဲ့ကြိုးကတောက်ကြကြိုးပါ။နော်။တောက်ကြကြိုးပါ။အဲတောက်ကြကြိုးကိုကျွန်တော်တို့ကကောင်းကောင်းကင်တွေတတ်တယ်ဆိုရင်ကြာရီးသားသမီးတွေအဆင်ပြေတယ်။အဲတော့ကြာကြာရီးသားသမီးကစီးပွားရေးလုပ်တဲ့နေရာမှာ လူတွေအနားယူခြင်းကိုဘာနဲ့အနားယူလဲဆိုတာကိုသိပြီးအဲ့ဒါကိုစီးပွားရေးလုပ်ရင်ဘဝမှာပို့ပြီးအားတာချက်ရှိတယ်လို့ပြောတယ်။အဲ့တော့လူတွေကအလုံးလုံးနေတယ်အလုတ်ကပြန်လာရင်ဘာနဲ့နားကြလဲ။နော်။ဘလို့တတ်တော့တတ်တာနေလဲ။အပန်းဖြေခီးတွေကိုဘယ်လိုသွားလဲ။ဒါကိုကျွန်တော်တို့ကလေ့လာပြီးတော့အဲ့ဒါကိုစီးပွားရေးအနေနဲ့လုပ်ဖို့လိုတယ်။ဒါကြောင့်ပဲကစားကွင်းတွေတို့ရုပ်ရှင်ရုံတွေတို့ဟိုတယ်တို့နော်အပန်းဖြေစခန်းတို့နော်စားတော့ဆိုင်တို့ဘားတို့စင်တင်တို့ ခြား KTV တို့နော်အဲ့တော့လူတွေအနားယူတဲ့တတ်တော့တတ်တာဖြစ်စေတဲ့ဂရင်တို့မှို့ရာတို့ခန်းဝင်ပစ္စည်းတို့နော်လူတွေအတွက်စိတ်ပျော်ရွှင်မှုကိုပေးတယ်ပင်မလာရင်ငါ့ကိုငါဆုချတယ်ဆိုပြီးလူတွေကလက်ဝဲကြတနာတွေရွှေတွေဝယ်ကြတယ်အဲဖုန်းကောင်းကောင်းတွေဝယ်ကင်ကြတယ်အဲ့ဒါကြောင့်အဲ့ luxury ပစ္စည်းတွေတို့ဒါရင်နဲ့ပတ်သက်ဆက်နေပြီးစီးပွားရှာမယ်ဆိုရင်ဂျာဝေးသားမိတွေကဘဝမှာပိုအောင်မြင်တဲ့ဘဝကိုရလေရှိပါတယ်နော်ဒါလေးကိုလည်းကျွန်တော်ပြောပြကြင်တာဖြစ်တယ် နောက်ပြီးတောက်ကြသားမိတယ်တောက်ကြသားမိတွေအတွက်အဓိကအားနည်းစေတဲ့အချက်ကကြာသာပရိကျိုးပါကြာပရိကျိုးအားနည်းပါတယ်အဲ့တော့တောက်ကြသားမိတွေကဘတော်မှဘတော်ဘတော်မှမလုတ်တဲ့အလုပ်ကလုပ်ငန်းကြီးကိုဘတော်မှအကြီးကြီးမလုပ်ပါနဲ့တိတိလေးကနေကြီးအောင်လုပ်လို့ရတယ်တခါတည်းအကြီးကြီးလုပ်လို့မရဘူးတောက်ကြသားမိတွေကအဲ့လိုလှုပ်ချင်စိတ်ကနေစလို့ဘဝပြတ်တာပဲတောက်ကြသားမိတွေကစီးပွားရေးရှိတယ် ငွေရှိလာတယ်ဒါပေမဲ့လုံးရင်အကြီးလုံးချင်တဲ့စိတ်ရှိတယ်အဲ့ဒီအကြီးလုံးချင်တဲ့စိတ်ကပဲသူတို့ဘဝကိုဖျက်ဆီးလိုက်တာဘာဖြစ်လို့လဲဆိုတော့တင်းနှုတ်တဲ့အလုပ်တွေကတာသူတို့တွေတော့ဖြည်းဖြည်းအောင်မြင်လာနိုင်တယ်ဆိုတာသူတို့မသိတာသူများတွေမလုပ်ချင်ဘူးသူများတွေကဒါကြီးကိုရှင်းပြောရင်တိတ်ငဲတယ်ထင်တယ်ဒါကြီးကသူအထင်သေးပါတယ်အဲဒီလိုမျိုးထင်တဲ့အလုပ်တွေကနေတစ်ဆင့် ဘဝကိုအောင်မြင်စေနိုင်တဲ့လူတွေ။ဘာဖြစ်လို့လဲဆိုတော့တောက်ကြလာမိတွေရဲ့အညွန့်ကြိုဟာစနေဖြစ်တယ်။စနေဆိုတာအောက်ခြေလူတန်းစားတွေအတွက်ရည်ရွယ်ပြီးထုတ်လုပ်တဲ့ပစ္စည်းလို့ပြောတာ။အောက်ခြေလူတန်းစားတွေအတွက်စံစားပေးတဲ့အလုပ်တွေလို့ပြောတာ။နော်။အဲ့ဒါအောင်မှကျွန်တော်တို့ကကြီးမားကျယ်ပြန့်တဲ့အလုပ်ကြီးတွေ၊လူကုန်ထံအတိုင်းဝိုင်းတွေ၊နော်ပညာတတ်အတိုင်းဝိုင်းတွေအတွက်ဆောင်ရွက်ပေးရတဲ့စီးပွားရေးမျိုးတွေဆိုရင်နည်းနည်းလေးတတိထားရတယ်။အဲ့လိုအလုပ်တွေလုပ်ချင်အောင်တေးသေးလေးကနေစပြီးလုပ်ကြတယ်။အဲ့တော့တောက်ကြသားသမီးဖြစ်လာရင်ဘတော်မှအကြီးကြီးတွေကိုစပြီးမလုံနဲ့ နော်လက်ထက်မှာတိန်းတပေါင်းရှိလို့တိန်း9500ရင်းပြီဆိုရင်အဲ့ဒါပလုံရေတဲကိုအုံသီးပြချတာမပလုံမီဦးမယ်အဲ့ဒါပလုံမီမှတ်နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကဖြစ်နိုင်နေဆိုရင်တောက်ကြသားမီဒီယာကြီးမားကျယ်ပြန့်လွန်းတဲ့အလုပ်တွေရင်းနှီးမြှုပ်နှံမှုအရန်များတဲ့အလုပ်တွေနော်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကိုအများကြီးထုတ်သုံးပြီးမှရင်းရတဲ့စီးပွားရေးတွေကိုမလုပ်ဖဲနဲ့တေးနှုတ်တဲ့အလုပ်တွေအောက်ခြေလူရန်စားတွေအတွက်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့အလုပ်တွေအဲ့ဒါတွေကဘဝမှာအောင်မြင်စေနိုင်တာ နော်အောက်ခြေလူရန်စားတွေဘာလုံးနေလဲအဲ့တော့အရှင်းပြောရရင်ဗောဖုန်းတွေမှာထုတ်တယ်လို့ဗောဟိုလက်ရှိဟိုတက်ကနိုတို့ infinite တို့ထုတ်နေတဲ့ပုံစံမျိုးလို့ဗောတကယ်ကိုဈေးကွက်မှာဆင်းရဲတဲ့နိုင်ငံတွေကိုထိုးပေါက်တယ်အာဖရိကတို့လို့လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံတို့လို့ပတ်စံလေး3သိန်းလောက်ရှိရင်ဖုန်းကင်လို့ရမယ်9သိန်းလောက်ရှိရင်ဖုန်းကောင်းကောင်းလေးလို့လူတွေအထင်ခံရတဲ့ဖုန်းလေးကင်လို့ရတဲ့အနေအထားမျိုးဖြစ်စေတဲ့ဖုန်းတွေကိုထုတ်တယ်အောက်ခြေလူရန်စားတွေအတွက် အဲ့လိုမျိုးကိုကိုစဉ်းစားပါဘာချက်ကြည့်ပြီးတုံးရတဲ့လူတွေအတွက်စီဝါရေးမျိုးကိုတောက်ကြသားသမီးတွေကလုံမယ်ဆိုရင်ဘဝမှာအောင်မြင်လိမ့်မယ်နော်စနေသားသမီးတွေစနေသားသမီးတွေကတာမှန်နဲ့မတူဘူးဗျစနေသားသမီးတွေရဲ့ဘဝကပုံမှန်ဖြတ်တန်းမှုညာကြတဲ့လူတွေနော်စနေသားသမီးတွေပုံမှန်ဘဝနေထိုင်ပုံစံမှုမနက်ခင်းနိုးလာရင် breakfast စားမယ်နော်ရေမိုးချိုးမယ်အပေါ့အပါအိမ်နာတက်မယ် အိတ်ကြီးဆွဲပြီးတော့ယုံတက်မယ်ပြန်လာမယ်နော်အပန်းဖြေမယ်နေမယ်သူကသူတို့ရဲ့ဘဝကအဲ့လိုပုံမှန်စီးဆင်းမှုတွေများတဲ့လူမျိုးတွေဖြစ်တယ်ဒါကြောင့်ပဲဟိုစနေသားမီးဖြစ်တယ်ဆိုရင်ဘဝမှာဘလို့အလုပ်တွေအောင်မြင်တတ်လဲဆိုဝန်ထမ်းအလုပ်တွေအစိုးရဝန်ထမ်းတို့ကုမ္ပဏီဝန်ထမ်းတို့ဒီလိုမျိုးအလုပ်တွေလုပ်ငန်းရင်းတွေမှာ CEO level တွေ manager level တွေလုပ်ငန်းရင်းတွေကိုအုပ်ချုပ်ကြတဲ့ကိုယ်လုပ်တော့မဟုတ်သူများလုပ်အုပ်ချုပ်ကြတဲ့အလုပ်တွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အုပ်ချုပ်မှုပိုင်းဆိုင်ရာခေါင်းဆောင်ပိုင်းဆိုင်ရာ နော်လုပ်ငန်းမှာညှွန်ကြားပေးရတဲ့လူတွေဘိုင်းဆိုင်ရာမှာတော်ကြတဲ့လူမျိုးတွေဖြစ်တယ်နော်အဲ့ဒါတွေမှာတော်ကြတယ်ဒါမဲ့သူတို့ရဲ့အထက်မှာသူကပုံကိုတယောက်ယောက်ရှိနေတာကပိုကောင်းစေတယ်ဆိုတဲ့လူမျိုးတွေငါ့အပေါ်မှာငါအထက်လူကြီးရှိသေးတာပဲငါအလုပ်ရှင်ရှိတာပဲငါတတိရှိတာပဲအဲ့လိုစိတ်မျိုးနဲ့လုပ်ကြတဲ့လူတွေများတာဖြစ်တယ်စနေသားအမီးတွေကိုကျွန်တော်တို့ကအချိုးချခြင်း၁၀ရောက်မှ၃ရောက်လောက်တာကိုပိုင်စီဝါးကြီးလုပ်ပြီးအောင်မြင်ကြတာဖြစ်ပြီး၇ရောက်လောက်ကဝန်ထမ်းဘဝလက္ခဏာဘဝသူများအလုပ်လုပ်နေရတာနဲ့ပျော်နေကြတဲ့လူမျိုးတွေ နော်ဒါကြောင့်ပဲကိုကလောက်ခလာစာကောင်းစေဖို့အတွက်ကျွန်တော်တို့ကအကိုဘက်ကပြင်ဆင်ရမယ့်ပိုင်းတွေအများကြီးလိုတယ်ဝန်ထမ်းအလုပ်တွေကိုကျွန်တော်တို့ကအားမပေးဘူးမပြောဘူးအားပေးတယ်အချို့ဝန်ထမ်းတွေတိတ်ရနေချီရနေတဲ့ဝန်ထမ်းတွေလည်းအများကြီးပဲအဲဒါကြောင့်ကိုကကိုစီးပွားရေးနဲ့ပတ်သက်ပြီးတော့နေရာတစ်ခုရနိုင်အောင်စူးစမ်းမယ်ဆိုရင်စနေသားမီဒီယာအဆင်ပြေတယ်စနေသားမီဒီယာရဲ့အားနေချက်ကဘာလဲဆိုတော့ကက်စီမနေတဲ့နေရာမှာကက်ကက်စီနေတာစနေသားမီဒီယာဘာလို့တော့တောက်ကြကြိုးကအခိုက်ရောက်နေလို့ တောက်ကြစွာစီးစိန်နေနေတာစိန်နေနေတာအပျော်ပါမတ်တာတောက်ကြရဲ့ဆိုင်က Venus ကြိုးအလှပနဲ့နေတာအစနေတာသမီးတွေရဲ့အားနေကြတာတောက်ကြအားနေဝါတာဖြစ်တဲ့အတွက်အချို့နေရာတွေမှာအဲ့လိုလွဲမတဲ့အယူအဆတွေဖြစ်တာဘလို့နေရာတွေမှာဇင်ယူရမှာတွေကိုဇင်မယူတတ်ပဲနဲ့ဇင်ယူမှုလွဲတာဒါကတော့ဇင်ယူတယ်ဆိုဗျာအပန်းဖြစ်ပြီးနားနေနေတာမဟုတ်ဘဲနဲ့မုတ်ကြီးစေဝါသွားထိုးမိတာမျိုးဒါကြောင့်ပဲစနေသားမီးတွေကအချို့နေရာတွေမှာလွဲမတဲ့ဇင်ခံမှုတွေကဘဝကိုဒုက္ခပေးလိမ့်မယ်အဲလောက်ဆိုရင်သိမယ် တော့ကြောင့်အသေးစိတ်မပြောကြတော့ဗီဒီယိုက18မိနစ်ဖြစ်နေเนาะလွဲမားတဲ့ဇင်ခံမှုတွေကဘဝကိုအားနေချက်ဖြစ်တယ်ပြီးတော့ယင်းနီးမြုံနံမှုစီးပွားရေးလုပ်တဲ့နေရာမှာကက်စီနယ်ခြွေတာပြီးတော့မလုတ်ရဲမကန်ရဲငွေထုတ်မရင်းရဲအားနဲ့ကြီးမားတဲ့စီးပွားရေးတွေမဖြစ်တာနော်ဒီလောက်ဆိုတော့သဘောပေါက်မယ်ထင်ပါတယ်ကျွန်တော်ပေါ့ပေါ့ပါလေးပဲရိုက်လိုက်တယ်ဒါတော့တွိုင်းလာရင်ねဒါရိုက်တဲ့ပုံစံကျွန်တော်ရိုက်ထားပါတယ်တကယ်လည်းတွိုင်းလာရင်ねအခုမှအကြောင်းပြန်လာပြီကျွန်တော်ဗီဒီယိုကောက်ရိုက်လိုက်တာပေါ့နော် အားလုံးပဲသဘောပေါက်မယ်ထင်ပါတယ် အဆင်ပြေကြမယ်လို့လည်းထင်ပါတယ်။ဒါကိုကိုကိုယ့်ဘဝကိုပွားပြီးတွေးတတ်မယ်ဆိုရင်အများကြီးဘဝအတွက်အသုံးတက်ပါလိမ့်မယ်။ဗီဒီယိုလေးကိုဒီမှာနဲ့အဆုံးသတ်ပါတယ်။ကျွန်တော်အသက်38နှစ်ပြည့်ပြီး39နှစ်တဲ့အဝင်ဒီ19မှတ်ကိုကာလမွေးနေ့အမှတ်တရရိုက်ပြီးတဲ့ဗီဒီယိုဖြစ်ပါတယ်။အားလုံးလည်းမွေးနေ့မွေးနေ့တွေကစပြီးအောင်မြင်မှုပျော်ရွှင်မှုအဆင်ပြေမှုတိုးတက်မှုကျမကြီးကောင်းမှုတွေကိုရရှိခံစားနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ဗျာ။